135132ပွဲစဉ်ရဲ့ဒုတိယမြောက်ခေါင်ပွဲအဖြစ်ပွဲထွက်လာခဲ့တဲ့အပတန်ဝိတ်တန်မြို့ထိုင်းပွဲစဉ်ဟာတကယ်ကိုပဲစိတ်ဝင်စားစရာကောင်းပြီးအကျိတ်နဲ့ရှိတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီပွဲမှာမြန်မာပြည်သက်တွေအပိတ်ချစ်ခင်ရတဲ့ KN ကျက်တက်မယ်ဘရိုနီကာဟာသူမရဲ့ပြိုင်ဘက်တေးဖိုင်တာမလေးလီမင်ဂူရီကိုအမှတ်နဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။ပွဲအစပထမချီကတည်းကနှစ်ဖက်စလုံးအတလုတ်မခံဘဲအကုန်ထုတ်တိုက်ခဲ့ခဲ့ကြတာကိုတွေ့ရပါတယ်။ 12 fighter လီဟာအတွဲလိုက်လက်တီတွဲလုံးတွေကိုခက်တွတ်တွတ်နဲ့ပြင်းပြင်းထန်ထန်ထုတ်သုံးလာခဲ့ပြီးဒရိုနီကာကတော့အမြင့်ကတ်ချက်တွေအပြင်လက်တီတွဲလုံးတွေနဲ့လည်းပြန်လည်တုံ့ပြန်ခဲ့ရပါတယ်ပွဲစပြီးမကြခင်ပထမချီရဲ့1မိနစ်နဲ့15စက္ကန့်မှာဒရိုနီကာရဲ့ညာထောက်လက်တီပြင်းပြင်းထန်ထန်ထိသားတဲ့အတွက်တရုတ် fighter မှလီလီမင်ဂူရီယာဒိုင်လူဂျီရဲ့အမှတ်စဉ်ရေတွက်ခြင်းကိုခံခဲ့ရပါတယ်ဒါပေမဲ့လီကလွယ်လွယ်နဲ့အရှုံးမပေးခဲ့ပါဘူးအမှတ်စဉ်ရေတွက်ခံရပြီးတိတ်မကြခင်1မိနစ်5စက္ကန့်မှာပဲလီရဲ့ ဘယ်ထောက်လက်သည့်ချက်ကြောင့်ဖရိုနီကာကိုယ်တိုင်လဲအမတ်စင်ရီအတွက်ခံခဲ့ရပါတယ်။နှစ်ဦးစလုံးအပြန်အလှန်ထိုးတက်ခဲ့ကြပြီးပထမချီဟာအပြိုင်မှုအမြင့်မဆုံးနဲ့စိတ်လုရှာဆရာအကောင်ဆုံးအချီတစ်ခုဖြစ်ခဲ့ပါတယ်။ဒုတိယချီကိုရောက်တဲ့အခါမှာတော့တူဖိုက်တာမလေးလီမင်ဂူရီဟာလက်သည့်တွဲလုံးတွေကိုပို့ပြီးအသားပြေးတုံးဆွဲလာခဲ့ပါတယ်။ဖရိုနီကာတွဲလုံးထုတ်လိုက်တိုင်းခက်သက်သက်ဝင်ရောက်ထိုးတက်ဖို့ကြိုးစားခဲ့ပေမဲ့ထိရောက်တဲ့ထိချက်ကောင်းတွေတော့မရရှိခဲ့တာကိုတွေ့ရပါတယ်။ဒီမာတင်တူဖိုက်တာမလေးလီရဲ့ခံစစ်ပိုင်ကြွကျင်မှုကိုလည်း ချီကျူးရမှာပါဗရိုနီကာရဲ့ပြင်းထန်တဲ့ထိုးချက်တွေကိုတတိတက်တက်ရှောက်တိုင်းနိုင်ခဲ့တာကြောင့်နှစ်ဖက်စလုံးထိချက်ကောင်းနေပြန်လည်းမလုံနိုင်ပဲအကျိတ်နဲ့ဆက်လက်ရှိနေခဲ့တာပါသို့တော်လည်းလီဟာဗရိုနီကာရဲ့အမြင့်ကန်ချက်နှစ်ချက်ကိုတော့မကာကွယ်နိုင်မဲ့အထိခံခဲ့ရတာတွေ့ရပါတယ်ဒီချီမှာတိုက်စစ်တဲ့ခန်းစစ်ကိုပူအိုင်ုံစိုက်တဲ့သဘောမျိုးလီရဲ့ကစားဟန်ကိုတွေ့မြင်ခဲ့ရပြီးဗရိုနီကာကလည်းအမှတ်ရနိုင်မဲ့တိုက်ကွက်တွေကိုမနာတမ်းဖန်နီးခဲ့ပါတယ်နောက်ဆုံးချီရောက်တဲ့ခါမှာတော့နှစ်ဖက်စလုံးပွဲသိမ့်နိုင်မှုအသေးအံစူးစမ်းလာကြတာကိုတွေ့ရပါတယ် တွဲဖိုင်တာမလေးလီကလက်တီတွဲလုံးတွေနဲ့ဖရိုနီကာကိုဖိအားပေးပြီးထိုးတက်ဖို့ကြိုးပမ်းခဲ့ပေမဲ့ဖရိုနီကာရဲ့တံပြန်လာတဲ့အမြင့်ကန်ချက်တွေကိုလီကလုံးဝရှောင်တိမ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ဒါပြင်လီမင်ဂူရီရဲ့တွဲလုံးကုန်မှာခက်သွက်သွက်ဝင်အောင်လာတတ်တဲ့ဖရိုနီကာရဲ့တထောင်ရက်ချက်အချို့ကိုလည်းကာကွယ်နိုင်ခြင်းမပြုဘဲအထီးခံခဲ့ရတာတွေ့ရပါတယ်။ဒီတထောင်ရက်ချက်တွေကပြိုင်ဘက်လီမင်ဂူရီအတွက်အတော်လေးနှာရှင်စေခဲ့တယ်လို့ယူဆရပါတယ်။ပွဲတစ်ချက်လုံးဖရိုနီကာဟာသူ့ရဲ့ကယန်းချက်တက်မယ်ဆိုတဲ့နာမည်နဲ့လိုက်အောင်ကျန်တန်ပြင်းထန်တဲ့ က်ခွက်မျိုးစုံထုတ်တုတ်ပြီးဒီကလည်းပြန်လည်ရှင်ဆိုင်နိုင်တဲ့လောက်ရှင်ဆိုင်ခဲ့ပါတယ်။သုံးကြီးစလုံးပြေးသွားတဲ့ခါမှာတော့အမှတ်ပေးဒါလူကြီး၃ဦးရဲ့ဆုံးဖြတ်ချက်ကိုစောင့်ကြည့်ခဲ့ရပြီးဒါလူကြီး၂ဦးကဗရိုနီကာကိုအနိုင်ရရှိသူအဖြစ်ဆုံးဖြတ်ပေးခဲ့တဲ့အတွက်ဗရိုနီကာဟာဒီပွဲမှာအမှတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်ဗရိုနီကာဟာဝမ်ချမ်ပီယံရှစ်မှာစုစုပေါင်း၃ပွဲရှင်ပြန်ခဲ့ရ၂ပွဲဆက်တိုက်အနိုင်ရရှိခဲ့တဲ့ဆွမ်းဆောင်ရည်ကောင်းကိုပြတ်တက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဒီပွဲစဉ်ရဲ့နောက်ဆက်တွဲသတင်းတွေကပရိသတ်တွေကိုတုံ့လုံစေခဲ့ပါတယ်။နိုဝင်ဘာ9ရက်နေ့ကရှင်ပြန်ခဲ့တဲ့ဒီပွဲမှာဘရိုနီကာရဲ့ထိုးချက်တန်ကြောင့်တိုးဖိုက်တာလီမင်ဂူရီရဲ့နှစ်ထင်ရိုးကျိုးသွားတယ်လို့သိရပါတယ်။ TKO နဲ့ရှုံးသွားတဲ့အချိန်မှာဘရိုနီကာရဲ့ဝိုက်လက်တီးကြောင့်နှစ်ထင်ရိုးကျိုးသွားတာဖြစ်နိုင်တယ်လို့လည်းထင်မြင်ချက်တွေထွက်ပေါ်နေပါတယ်။ဘွမ်းနဲ့ဆရာကောင်းတာကတိုးဖိုက်တာမလီလီမင်ဂူရီကဒီနေ့အချိန်ထိစေကူတမှုခံယူနေရဆဲဖြစ်တယ်ဆိုတဲ့သတင်းပါပဲ။နောက်ဆုံးသိရှိရတဲ့သတင်းတွေအရဆိုရင်တိုးဖိုက်တာမလီလီမင်ဂူရီရဲ့အခြေအနေကစိုးရိမ်ရပြီး ကိုမဝင်သွားနိုင်တဲ့အခြေအနေမျိုးထိရှိနေတယ်လို့လည်းသိရပါတယ်။ဒီလိုမျိုးသတင်းစိုးတွေထွက်ပေါ်လာတဲ့အတွက်အခစားသမားချင်းစာနာစိတ်နဲ့များစွာစိတ်မကောင်းဖြစ်ရပါတယ်။ပြမတ်တူဦးအနေနဲ့ဘရိုနီကာကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ယုံကြည်ရပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးအများကဝေဖန်နေကြတဲ့ဘရိုနီကာနဲ့လီမင်ဂူရီတို့ရဲ့ပွဲမှာဘရိုနီကာဟာအရင်ကလိုမကြမ်းတော့ဘူးလို့ပြောဆိုဝေဖန်ပြစ်တင်မှုတွေရှိနေခဲ့ပေမဲ့ဒီလိုပြင်းထန်တဲ့ဒဏ်ရာထိရရှိသွားအောင်ထိုးသက်နိုင်ခဲ့တာကိုကြည့်ရှင်အဖြစ်ဘရိုနီကာရဲ့စွမ်းဆောင်ရည်ဟာဘလောက်ထိပြင်းထန်အားကောင်းနေလဲဆိုတာကိုတသက်သေပြလိုက်တာပဲဖြစ်ပါတယ် ်ဘရိုနီကာဟာသူ့ရဲ့ဒုတိယမြောက်နိုင်ပွဲကိုရယူနိုင်ခဲ့ပြီးကောင်းမွန်တဲ့ဆွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်ပွဲရဲ့ရလဒ်ဟာအနိုင်ရရှိခဲ့ပေမဲ့လည်းပြမဲအကစားသမားရဲ့ကျမရဲ့အတွက်ကိုတော့အားလုံးကစိုးရင်ပူပန်နေကြပြီးအမြန်ဆုံးတက်တာပြောက်ခွင့်ပါစေကြောင်းဆုတောင်းပေးနေကြပါတယ်အကစားပွဲဆိုတာအနိုင်အရှုံးရှိတယ်ဆိုပေမဲ့ပြမဲရဲ့ဘေကင်းလုံခြုံမှုကလည်းအရေးကြီးပါတယ်ဘရိုနီကာအနေနဲ့နောက်ထပ်ပွဲစဉ်တွေမှာလည်းဒီထက်မကကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေကိုမြင်တွေ့ရဖို့မျှော်လင့်နေတယ်လို့တိုးဖိုက်တာမလေးလီမင်ကူရီရဲ့ကျမကြီး အမြန်ဆုံးပြောင်းလဲကောင်းမွန်လာပါစေကြောင်းထပ်မံဆုတောင်းပေးရင်ညီကုံချုပ်လိုက်ရပါတယ်